စစ်ခွေးတွေလာလဲကြောက်ရတာပဲ PDF ပဲပင်ပေါက်တွေလာလဲကြောက်ရတာပဲဒီလူလူတွေပြောနေပြီအရင်တော့ကရောင်စုံတပုံတွေတောင်းញမ်းစဉ်အခါကတပုံတွေကိုအဖြူရောင်အဖွဲအနီရောင်အဖွဲဆိုပြီးတော့တတ်မှတ်ထားတယ်ရွာတဲကိုဝင်လာရင်အဖြူရောင်ဝင်လာရင်တွေ့တဲ့လူကိုတနက်နဲ့ထိုးချိန်တယ်အဲ့ရောက်မင်းဘယ်အဖွဲကိုအားပေးတာလဲပြောဆိုအဖြူဖြစ်တဲ့အတွက်အဖြူအဖွဲကိုအားပေးတာပါပြောတယ် အဖြူဘွဲဝင်လာတာကိုအနီဘွဲကိုအားပေးတယ်လို့ပြောရင်ပြစ်သက်ခံရမှာပေါ့ဒီလိုပဲအနီဘွဲတွေရွာထဲဝင်လာတယ်တွေ့တဲ့လူကိုတနက်နဲ့ထိုးချိန်တယ်ဟဲ့ကောင်ပြောမင်းဘယ်ဘွဲကိုအားပေးတာလဲလို့မေးရင်အနီဘွဲဝင်လာမှတော့အဖြူဘွဲကိုအားပေးတယ်ပြောရင်အသက်ခံရမှာပေါ့တရက်မိသားစုသုံးယောက်နှိုးဆိုးကလေးနဲ့ယောက်ျားလုပ်တဲ့သူကအတိတ်အတိတ်နဲ့စကားမပြောတတ်ဘူးကြောက်တတ်တယ်ဆိုကြပါစို့တပုံးတွေရွာထဲဝင်လာလို့ငါနဲ့တွေ့လို့မေးရင်မဖြစ်တတ်လို့မားဖြစ်ပြီးရင်အသက်ခံရမှာဒါကြောင့်မို့လို့အိမ်တော်ခွေးမှာကျွင်းတူးထားတယ် တဘုံနေရွာထဲဝင်လာပြီဆိုရင်သာမိတာဘာ၃ယောက်အဲ့တွင်းထဲဝင်ပုန်းနေတာတရက်ကြတော့ကလေးကမနေဘူးငိုတယ်ကြည်ကြတယ်အဲ့ဒီမှာကလေးဖေကဗဇက်ကိုလက်နဲ့ပိတ်တာပိတ်တာအတန်ထွက်နေတယ်ထွက်နေတော့တဘုံကလည်းဟိုအတန်ကြားတော့တွေ့ပါတယ်တနက်နဲ့ထိုးချိန်တယ်ဟဲ့ပြောမေးပဲခွဲကိုအားပေးတာလဲဆိုဟိုကောကြောင်အလန့်အနဲ့ကျွန်တော်အပြာဖွဲကိုအားပေးတာပါဟဲ့ကောရှိတာမှအနီဖွဲနဲ့အဖြူဖွဲပဲရှိတာဘာအပြာဖွဲကိုအားပေးတာလဲဆိုတော့ဘယ်သူလာလာပြန်နေအောင်တုံနေရလို့ကျွန်တော် အပြာဖွဲ့ကိုအားပေးတာပါအခုလဲပြောနေတာပဲပင်ပေါ့ပြည်သူကာကွယ်ရေး PDF တွေပြည်သူလူထုနဲ့တိုက်ရိုက်တွေ့လို့ရှိရင်ပြဿနာကိုအငြင်းဉျန်ဆုံးဖြစ်ရှိမကောင်းတဲ့အရာတွေကိုကျွန်တော်ဘယ်တော့မှထုတ်ပြောမှာမဟုတ်အားမပေးနိုင်တဲ့နေရာဘာဖြစ်လို့လဲဒီကာလဒီရန်သူအားပေးဖြစ်သွားမှာကိုကျွန်တော်တို့လုံးဝမလိုလားအဲ့တော့ကိုယ့်ဘက်ကလူတွေမှားတာလွဲတာကိုပြည်သူကကြည့်ပြီးဆုံးဖြတ်ပါကိုစီကောင်းလားမကောင်းလား ဘသူကောင်းလားမကောင်းလားဒီလူကောင်းလားမကောင်းလားဆိုတာကိုအာကိုကျွန်တော်ကလည်းတူမကောင်းဘူးလို့ပြောနေလို့မရဘူးတူကလည်းကျွန်တော်မကောင်းဘူးပြောနေလို့မရဘူးအဲ့လိုပြောနေတာဒီကျွန်တော်စီးလုံးညင်ညွတ်မှုကိုပြုတ်ပြက်လိုက်အဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာပြည်သူကဆုံးဖြတ်ပါကျန်ခံရအောင်ကြည့်တယ်ကျန်ခံရမဲတော်မနိုင်သေးဘူးအခုကမဲတော်မမနိုင်သေးအခုလည်းကနေပြီးတော့ဇရိုက်ကပြတယ်ဟလားလောက်ပါတော့အုတ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့အုတ်ချုပ်ရေးမှုဝင်းစော်နော်အဲသူကကျန်ခံရခန့်ထားတဲ့အုတ်ချုပ်ရေးမှုဖြစ်တယ်ပေါ့နော် အဲ့တော့မပေးလို့ရှိရင်လည်းစက်တက်နဲ့ချင်းချောက်ပြီးလာဆွဲပါလေတဲ့နော်အဲ့တော့ဆွဲတဲ့အပြင်ကိုပေါ့နော်ဆွဲခံရတဲ့မိသားစုက ထောက်ပံ့ချေ15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလည်းငွေချေးကောက်ခံတဲ့နေရာမှာပဲတစ်လောက်တစ်ခါစကြနှစ်ချိန်ကောက်တယ်ဘာကြောင့်လဲဆိုရှင်တို့ကအစစ်မှုတန်းဝယ်လိုက်တယ်ပေါ့ဝယ်ပြီးတော့စက်တက်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုတန်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကတို့လိန်ညာကောက်နေတာလေနော်ဟိုဘာကလုံးဝစစ်ထဲအဲဘာခေါ်မလဲစစ်ထဲဝင်သွားပြန်မလာရဘူး အဲ့တော့အဲ့လိုမျိုးလိန်ညာကောက်ခံမှုတွေရှိသလိုအရန်ကိုနိုင်ထက်စီးနင်းဆန်လွန်နေတယ်။အားလုံးပဲမင်္ဂလာပါ။အထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းနဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထမှန်ပြီးတော့တောင်းဆိုခြင်းပါတယ်။မင်္ဂလာပါ။လစ်စာပါ။အဲဟုတ်ပါဘူး။ဒီနေ့ကတော့အဲ့လိုအမြဲပြောနေတဲ့ bullet လှဆွေဘာတွေပြောလဲဆိုတာကြည့်ပါပါနော်။မင်္ဂလာပါ။လစ်စာပါတယ်။အာကျွန်တော်တို့ဒါနိုင်ငံတော်မှာဒါတာဝန်ရှိတဲ့သူတွေ ဖြစ်ဆောင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးမပါလို့မလဲဆိုတော့တို့နိုင်ငံရဲ့ခုံသိက်တအားအနာလို့ခြင်းလားနော်အကောင်းဆုံးကကျွန်တော်ဒီလူတွေကိုကျွန်တော်ကြည့်တာလေအယူမှုကိုလိုချင်တာနော်တူတို့တာလင်ဒီတိုင်းပြည်ကိုအုပ်ချုပ်မှဒီတိုင်းပြည်မှာတိုင်းပြည်အုပ်ချုပ်နိုင်တဲ့တူတို့စစ်တပ်ကလူတွေပဲရှိတယ်တကယ်တကယ်အနာကိုလေအယူမှုကိုမမမမောကိုလိုချင်နေချက်တာတနာဖို့လည်းကောင်းတာဒီလူတွေနော်တကယ်ပဲခါကြီးကြီးကြဆင်းစီတဲ့ကြားဖြတ်လုပ်ငန်းလုပ်တဲ့လူတွေကိုဥပဒေကိုပြင်ထန်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့နိုင်နေပြင်မှာဟာလာထောက်อืมကောင်းတယ်အဲ့ဒါဆိုရင်တော့မင်းအောင်နိုင်ရေးဆုံးဖမ်းပါ ။ဘာလို့ဆိုမြန်မာပြည်ရဲ့ကြားဖြန့်အရှုပ်ထဲမှာမင်းအောင်လှိုင်လို့စစ်ဖို့ချုပ်တယ်မပါပဲနဲ့ဘာမှလုပ်လို့မရဘူး။ဒီကိစ္စကိုဘယ်သူလဲကျွန်တော်ထွက်ပြောထားလိမ့်မယ်။နော်။ဒီနေ့ပဲကျွန်တော်ဒီအောက်တိုင်းတစ်ခုကခေါင်းဆောင်တယောက်ကျွန်တော်ထောက်ပြပါလားရှိတယ်။ဟိုတလောက model တယောက်ကြားဖြန့်နေဦးတွေကလီစာတွေအကုန်လုံးထုတ်ခံထိတယ်ဆိုတဲ့တင်ကြားတယ်နားလေ။အဲ့ဒီဥစ္စာလက်ရှိနော်သူပြောမှဒါကိုလည်းကျွန်တော်တို့တတိထားမိတယ်။လူတယောက်ဦးကလီစာထုတ်ဆိုတို့တက်ပြီးတော့ဖြတ်ချင်နေဖြတ်ပလိုက်တာမဟုတ်ဘူး။သူတို့ဒီတွေကကလီစာတွေကိုပြန်လဲအတုံးချတတ်စင်လို့ရအောင်ထုတ်ကြတယ် ဆိုတော့တာမန်အရက်တူအရက်သားเนาะအခြားဒီစေပညာတော်မှတောင်းတောင်းဟိုခွဲစိတ်ထက်ရုံအစင်လောက်နဲ့မရဘူးတကယ်လူတယောက်ကခန္ဓာဗေဒကိုကြွကြွကျင့်ကျင့်ခွဲစိတ်နိုင်တဲ့ပါရဂူအစင်မျိုးအဲ့ဒီအစင်မျိုးကဘာမှရှိမလဲမြန်မာပြည်မှာဆိုဘလို့ကျုံနေစစ်တပ်မှာပဲရှိတယ်လေရှင်းရှင်းလေးเนาะအဲ့တော့လက်ရှိမြန်မာပြည်ထဲမှာဘလို့ဖြစ်သွားတာဒီထိုင်းမှာဆိုပုဂ္ဂလိကဟိုနေနေရှိတယ်ဆရာဝန်တွေရှိတယ်မြန်မာပြည်မှာဆိုရင်ဒီအကျွမ်းကျင်ဆုံးဒီပညာဒီဟာနဲ့ပတ်သက်လို့ဒီစစ်တပ်ကမရှိတာလေเนาะတစ်ချက်နောက်တစ်ချက်က ဒီရွှေကုတ်ကိုတို့ကေကေပတ်တို့ကေကေပတ်စီကကြည့်တယ်အောင်ဒီလာပြီးအားလုံးကဝိုင်းနေကြတယ်သူ့ရဲ့အတိုင်းလူတွေအကုန်လုံးထောက်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 ပြီးတော့ပေါက်တယ်အကုန်လုံးအားကေကေပတ်ကိုစီးရဆိုပြီးလုပ်ပြတယ်ဒီလောက်အပေါ်ထိုင်းဘက်ကလမ်းကြည့်အောင်ခေါင်းမိုးပြစ်နေတဲ့စတန်လင်ဘောင်းဟာသူတို့ဘယ်လောက်လေးလုံးနဲ့ငါးလုံးလားမကေကေပတ်ကိုဝင်စီးတာရတယ်ဟာပြီးတော့ပါတယ်လူတွေအကုန်လုံးထုတ်ပြီးတော့ဒါကြီးကိုမိုင်းခွဲပြလိုက်တယ်ဒါစစ်တပ်မပါဘဲနဲ့အဲ့လိုဖြစ်မှာစစ်တပ်မပါဘဲနဲ့အဲ့ဒီအလုံးမျိုးလုံလာရှင်းရှင်းလေးအဲ့တော့ချစ်တူချစ်တူဆိုတာဘိုလ်ချစ်တူကိုနာမည်ခံပြီးခေါင်းထိုးကြတဲ့အဆင်မရှိတယ်အားလုံးပေါင်းစားမျှစားတာစစ်တပ်ပြင်နောက်ထပ် အတူတွေထပ်ပါတိတယ်ဆိုတာလုံနေတဲ့လူတွေကိုတီးလိုက်တယ်နော်အဲ့တော့ကြားဖြန့်အောင်နှိမ်နေမယ်ဆိုရင်တော့မင်းအောင်နိုင်ကစပြီးတော့အရင်ကောင်းဖြိုးပြီးဖမ်းမှရမှာပေါ့နော်မင်းအောင်နိုင်ကတကယ်ကြားဖြန့်မြန်မာပြည်ရဲ့ကြားဖြန့်ကိုအဓိကဒေါက်တိုင်ပေးထားတဲ့ဒေါက်တိုင်တစ်ခုပဲကွန်တီနာပေးတာလို့ထောက်တက်တကြုံချတာလို့တကယ်ပြင်းထန်တဲ့ဥပဒေတွေနဲ့ကြားဖြန့်လုပ်ရင် online ငွေလိမ်မှုလုပ်တယ်ဆိုတာနဲ့ကျွန်တော်အလူထိအောင်ဆိုကျွန်တော်ဆော့ပလော့တီးမယ်ဒါမှလည်းကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဂုံကိုပြန်ပြီးတော့အဖက်ဆင်နိုင်မယ်အဲကျွန်တော်အဲ့လိုမြင်နေအားပြောပြောခလာ10 20ခုနေပါလိပေါ်လာဒါဆိုရင်ဘူးတက်က เนาะကျွန်တော်နိုင်ငံရေးကိုကိုပြန်အဖက်ဆက်နေမှာဆိုသူတို့သူတို့နိုင်ငံရေးอ่ะเนาะချီချီနဲ့ရင်မျောသလိုအဖက်ဆက်လို့မရတဲ့အဆင့်ဖြစ်နေတာကိုသူသိတာပေါ့ဒါဆိုဟမ်ဒါသူသိလို့ပြောရတာလေဟုတ်တယ်เนาะသူတို့တီးသေးတယ်ဟုတ်တယ်เนาะအေးတီးသေးလို့တော်နေတာပေါ့ဟုတ်လေဒီတဖြန့်ကြောင့်ကျွန်တော်တို့ကအကြဖြန့်အဲရမေစားပေါ့เนาะကြဖြန့်ကြောင့်ဖြစ်လာတယ်လို့ကျွန်တော်ကယူဆတယ်ပြီးဒီကြဖြန့်လုပ်ငန်းကတကယ် online ကနေလိန်တာကပတ်ပတ်ပြီးလိန်တယ်ကပတ်ပတ်ပြီးလိန်တာပြီးမြန်မာနိုင်ငံသားတွေလည်းသိမပါဘူးအဲ့တော့တချို့ကအဆုံး အစုံအဖြတ်မြန်မာနိုင်ငံကလက်ခံထားတာပေါ့နော်အဲ့ဒါတွေကိုလက်ခံတဲ့လူတွေကိုကျွန်တော်ထိရောက်တဲ့အပြစ်ခံတွေပေးမယ်အဲဒီကဲမင်းအောင်နိုင်တဲ့ဘူးလက်နေတော့အဲ့မှာစတွေ့ပြီဟမ်တွေ့ကြပြီပေါ့ကဲဘူးလက်ကဆော်မှာနော်ဘူးလက်ကြီးကိုတင်ကတော့အားပေးရမယ်ကျွန်တော်တို့ဟုတ်တယ်နော်တန်လေးပေးမယ်ထောင်တက်တဲ့တချို့ချမယ်ဒီကြားဖြတ်နဲ့ပတ်သက်လို့လုတ်ပြီးဆိုရတယ်ကြားဖြတ် online ငွေလိမ်နဲ့ပတ်သက်တယ်ဆိုတာနဲ့ကိုပဲထိရောက်တဲ့ပြစ်ဒဏ်တွေပြတ်ခံပြီးတော့ကျွန်တော်ကဟိုလာဒီဒီကော်နီကိုဒါပြင်းထန်လာကြီးပြီဒါမှကျွန်တော်တို့နိုင်ငံရဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့နာမည်ဆိုးတွေဟာပြန်ပြီးတော့ပြေဖြတ်သွားမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါလေးလာပြောတာပြဟုတ် လစ်စားပါလစ်စားပါအာနော်အဲ့တော့ဟိုပြောရင်တော့ဆွဆွဲတဲ့ဖြစ်မှာပေါ့ဒါပေမဲ့ပဂတိအရှိတရားတွေကိုကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်ဒီ KK ပတ်တို့ရွှေကုတ်ကိုတို့နော်ကျွန်တော် KK ပတ်ကိုဝင်စည်းပြင်မယ်ရွှေကုတ်ကိုထည့်ရလာအဲ့ဒါအဖြစ်ပဲအဲ့တော့စစ်တပ်က KK ဘက်ကိုကြားမြန်ကိစ္စအကြောင်းပြပြီးဝင်စည်းပြလိုက်တယ်ဟမ်ဒီ Starling နဲ့လင်းငန်းလုံးကိုချိတ်ပြလိုက်တယ်ဒါပေမဲ့ဒီ KK ဘက်အပြင်လက်ရှိမြန်မာပြည်တွင်းမှာကြားမြန်လုပ်ငန်းလုပ်နေတာဒီ KK ဘက်ကဘယ်ရောက်ခွဲထုတ်လာလဲရွှေကုတ်ကိုကနေစီးဆင်းလာတာဒါပေမဲ့ရွှေကုတ်ကိုစစ်တပ်ကထိတယ်မထိဘူး ဲ့တော့ဘိုချစ်တူဘိုချစ်တူချစ်တူတယောက်တည်းနာမည်ကိုထိုးချပေမဲ့လက်ရှိဒီကြားဖြန့်မြန်မာပြည်ရဲ့ကြားဖြန့်လုပ်ငန်းတွေအားလုံးရဲ့အဓိကထောက်တိုင်တွေထဲမှာမြန်မာစစ်ဘုတ်ချုပ်တွေဘလောက်ပါလဲဆိုတာအဖြေပဲအဲ့တော့ထိုင်းမှာရှိတဲ့အခုထိုင်းဒူအဲဒူရဲချုပ်ကတော့ဒီရာဇဝတ်ခိုင်းဆိုတာသူတို့ရဲတပ်ဖွဲ့ဆိုပြီးတော့ပြားနေဒီကြားဖြန့်ထဲမှာသူတို့ပေါင်ဝင်ပတ်သက်တယ်ဆိုပြီးပြောတယ်ဆိုပေမဲ့ထိုင်းနေမဟုတ်ပါဘူးမြန်မာစစ်ဘုတ်ချုပ်တွေဘလောက်ပါနေလဲဒါထိုင်းကတော့သူ့နိုင်ငံသားချင်းချင်းမှုသူတို့ပြောတာနော်ဒါသူတို့နိုင်ငံရဲ့ကိစ္စကျွန်တော်တို့စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားကျွန်တော်တို့တိုင်းဒီကြားဖြန့်တွေတမန်လုံနေမှန်တိတယ်ဗျအခုဆိုရန်ကုန်ထိရောက်လာကြားဖြန့် နော်ရန်ကုန်မှာတော့မှပြားပြတ်နေဝင်ရောက်နေရာယူပြီးတော့ဒီအလုပ်တွေလုပ်လာအခုကေကေပကိုဝင်စည်းတယ်ကေကေပမှာရှိတဲ့အဲ့ဒီကြားပြတ်လုပ်တဲ့ကောင်ဘယ်ရောက်သွားလဲချောင်းထဲကိုကူးချတယ်တေတဲ့ကောင်တေးတယ်ဒီဘက်ထိုင်းမဲ့ပြေးတယ်တေတဲ့ကောင်ပြေးတယ်အကုန်လုံးပြေးတယ်ကေကေပမှာလုပ်နေတဲ့ကြားပြတ်နေအကုန်လုံးပြေးတယ်မပြေးပါဘူးဟမ်အခြားကြားပြတ်နေမှာဒီဘက်အခြားနေမှာလိုက်ပြီးအလုပ်ဆက်ပြီးတော့တောက်လျှောက်အကြောလုံးမှာအဆက်လုပ်လုပ်နေကြတာပဲရှင်းရှင်းလေးအားယူကလေးတွေးတဲ့တွေးပြဒီအိမ်တိုင်တဲ့အိမ်တွေစင်အဲ့စင်းလိုက်စစ်ပြီးတော့စစ်မှုထမ်းကောက်နေတဲ့ကောင်တွေက ဒီနိုင်ငံသားတွေအစုလိုက်အပြုံလိုက်အုံလိုက်ကျင်းလိုက်ကွန်ပျူတာတွေဖုန်းတွေစက်ကတိရတွေအင်တာနက်တွေအကောင်လုံးတက်ဆင်ပြီးတော့ဟမ်အထိုင်ချပြီးလုပ်နေတဲ့ကြားပြန့်လုပ်ငန်းကိုမတိပါဘူးမရှိပါဘူးဒီဟိုတို့မတိရပါဘူးလို့ပြောတာဒီခင်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားခလေးအတွေးလေးပဲတွေးဟုတ်တယ်နော်တာမန်အရက်တူအရက်တာကိုယ့်ရင်ကိုယ်နေတဲ့သူတွေတိုင်စင်းတိုင်တယ်ဘာလို့လဲအဲစင်းလိုက်စစ်တယ်စစ်မှုထမ်းခြင်းလိုက်ောက်တယ်ဟမ်ကြားပြန့်ကြီးမသွားောက်လေစစ်မှုထမ်းခြင်းခင်နိုင်ငံသားတွေရုပ်ကြည့်တာနဲ့တိတယ်ဗျာခင်ဗျဘယ်ကုမ္ပဏီရတယ်ဘာလို့လုပ်တာအကုန်စစ်လို့ရတယ်လေ ဒါပေမဲ့ရှင်းလားမရှင်းဘဲနဲ့ဘယံပလာတွေလျှောက်ပြောနေတာအဲ့တော့အာကြားဖြန့်ကြားဖြန့်ဘာမှမဟုတ်ကြားဖြန့်စစ်တပ်ကမွေးထားတာရှင်းရှင်းလေးနော်သူတို့အနေနဲ့မမွေးထားဘူးလို့ညင်းမယ်ဆိုရင်ခင်ဗျားလိုက်စစ်လေဟမ်ရက်ရွာပြည်သူလူထုကိုကြားတော့သူတို့အုပ်ချုပ်ဆိုးမှုနဲ့ဒေသတွေမှန်တယ်မြတ်မှာတအိမ်တက်တအိမ်စင်ဓမြလိုက်တိုက်စက်ကြီးလိုက်ောက်ဒီစစ်မှုထမ်းကြီးဥပဒေနဲ့ဒါပေမဲ့ပြည်သူတွေရှိ ਉ တာသူတို့အနိုင်ကျင့်တာဒီကြားဖြန့်လုပ်ငန်းလုပ်နေတယ်ဆိုတာကြားဖြန့်ဆိုတာဘာလဲကိုကိုပြောက်ဝိစာမဟုတ်ဘူးဟမ်ကြားဖြန့်လုပ်ဖို့အတွက်နံပါတ်1အင်တာနက်လိုတယ် ဟမ်ဘာလို့တကဘာကိုပတ်ပြီးတော့လိန်တာကိုအင်တာနက်လုံလဲနံပါတ်1ဒီကွန်ပျူတာတွေဖုန်းတွေနော်ဒီဒါတွေအကုန်လိုဆက်ပစ္စည်းတွေနောက်တစ်ခုအဆောက်အုံအဆောက်အုံကကျွန်တော်တို့ပြောသလိုကျူထင်ရတဲ့ဝိုင်းအီလေးမှာလုံးလို့မရဘူးပူတယ်လေဒီဒီဆက်တွေဒါတွေနဲ့လုံးလို့မရအောင်အဲ့ဒါဘာဖြစ်လဲအင်တာနက်အတက်ကမဲ့အဲဖုန်းရှိရမယ်တတိဆာချာတိုက်ခိုင်အဆောက်အုံကောင်းကောင်းနေအဲ့ဒီကင်းဒီနဲ့မှာအဲ့ဒီတိုက်ခိုင်အဆောက်လို့ကင်းလူလူနေကြတာဟမ်ရှင်းရှင်းလေးလေအဲ့ဘန်းကျင်လွန်လွန်လေးသူတို့ကိုယ်တိုင်လှုပ်ထားတဲ့အတွက် ဒီနောက်ပြီးဗီဒီယိုဖိုင်ထဲမှာဗျာတောင်းနေကြတန်းစီပြီးတော့ခင်ဗျစစ်မှုထမ်းတက်တာပြစ်စုတော့အမှန်စုလေအမှန်နိုင်ငံခြားသားလေအမှန်နီဂရိုတွေပါတယ်အကုန်လုံးဟမ်အမှန်ဖမ်းစုလေဟမ်ကပ်ပလီတွေရောဗောအကုန်ပါတယ်အမှန်အင်္ဂလိပ်တွေရောထဗောအမှန်ပဲစစ်မှုထမ်းတင်တန်းထဲမှာဒါမျိုးအင်အားကောင်းကောင်းတောက်တောက်ပြင်းနေမှာတိုက်ခိုင်းတာကောင်းစုပါလားမစုဘူးမစုတဲ့ဘာဖြစ်လို့လဲရှင်းနေတာအဖြေပဲအဲ့တော့ရှင်ဘရင်ရွှေတမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဆိုလွယ်နော်အခုဟာရွှေတမင်မဟုတ်ကြားပြန်ကြီးဘယ်ကထွက်မင်းအောင်နိုင် ။ပေါင်ကြားထွက်တာပဲ။ရှင်းရှင်းလေးပဲ။နော်။အဲ့တော့မြန်မာနိုင်ငံမှာဒီတားပြန်ကိစ္စအမြင့်တွယ်တာဒီဒီစစ်အုပ်စုကမတိကျွန်းတော့ပြုတ်ပြီးတော့ပေါင်းစားမြောက်စားကတ်စားပြီးတော့အတူတူလိန်ညာစားနေလို့ဒီတားပြန်မြန်မာပြည်မှာခြေကုပ်လို့ရတယ်။နိုင်ငံတနိုင်ငံဆိုတာပေါက်ပန်း၄၀ဝင်လို့ပြင်လို့လို့ရတယ်ဒီတားမဟုတ်ဘူး။နော်။ဒီလိုမျိုးအဆင့်မျိုးမပြောနဲ့တာမန်နော်။ YouTuber တယောက်ပဲဝင်လာကြည့်အောင်နိုင်ငံထဲကိုနော်မတိဘူးလား။စဉ်းစားကြည့်အဲ့တော့ဟိုကျွန်တော်တို့ကလေအဲ့တတိနေတွေးလိုက်ဟိုရီးရင်နဲ့ ဒါပေမဲ့ဘုရင်ကတော့အာကြောက်ဖြတ်နေနေနော်ဟိုမှာလဲဟိုဝေတော့ရတယ်မိုင်းလာမှာလားမသိဘူးအမဟိုနေ့လောက်ပြီးတော့ပိုစာကြီးကပြီးကြောက်ဖြတ်တင်းတင်းရရှိရပစ္စည်းတွေဖြစ်စည်းတယ်ဩဟိုလိုဟုတ်နေကြတာပဲသူ့ရနဲ့သူ့ဆက်တော့ဟုတ်နေကြပဲဒါတွေကိုကဘာကမတည်ဘူးလားမေးတိပါလေတိတယ်နော်အဲ့တော့မင်းအောင်ဖိုင်ကိုကျွန်တော်တို့နောက်ထပ်အမှုတစ်ခုထပ်တိုးရုံပေါ့နော်ဘူးလက်လှဆူဒီကတော့ဝင်းရမ်းတယ်ဘူးလက်လှဆူရပါလုံးလဲတေတံပေးမှာတဲ့အဲ့တော့ကြောက်ဖြတ်လုပ်တဲ့ကောင်တွေကဲမင်းအောင်နိုင်တေတံကျိုးလေဗီကျိုးဝင်းစုပ်ကိုတော့ပြင်ထားပြီးတော့ဘူးလက်ကြီးလာပြီနော်ကြက်ခိုင်ရုပ်ကြီးတယ်ကြက်ခိုင်ကမဲတော်မနိုင်သေးဘူးအခုက မဲတော်မမနိုင်သေးအခုတည်းကနေပြီးတော့ဇိုက်ကပြတယ်ဟလားလောက်ပါတော့အုတ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့အုတ်ချုပ်ရေးမှုဝင်းစော်နော်အဲသူကကြံခံရေးရခန့်ထားတဲ့အုတ်ချုပ်ရေးမှုဖြစ်တယ်ပေါ့နော်အဲ့တော့မပေးလို့ရှိရင်เนี่ยစစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါတယ်တဲ့နော်အဲ့တော့ဆွဲတဲ့အပြင်ကိုပေါ့နော်ဆွဲခံရတဲ့မိသားစုကထောက်ပံ့ချေ15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလဲငွေချေးကောက်ခံတဲ့နေရာမှာပဲတလောက်တစ်ခါကြာနှစ်ကြိမ်ကောက်တယ်ဘာကြောင့်လဲဆိုရှင် သူတို့ကအစစ်မှုတန်းဝယ်လိုက်တယ်ပေါ့အဲဝယ်ပြီးတော့စစ်တပ်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုတန်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကသူတို့လိန်ညာကောက်နေတာလေနော်ဟိုဘားကလုံးဝစစ်ထဲအဲဘာခေါ်မလဲစစ်ထဲဝင်သွားသူကပြန်မလာရဘူးအဲ့တော့အဲ့လိုမျိုးလိန်ညာကောက်ခံမှုတွေရှိသလိုအရန်ကို night ထက်စီးနင်းဆန်လွန်းနေတယ်ပေါ့ဗျာနော်အဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲနောက်ထပ်လူတွေကိုလဲပေါ့နော်သူ့ရဲ့ဒီစိတ်ရေးကလဲပေါ့နော် လူတွေကိုဖနာတဲ့ပါးကိုရိုက်ပါတယ်တဲ့နော်အပြစ်ရှိတဲ့သူတွေပေါ့အပြစ်ရှိရဲဆိုရှင်အဲ့လိုပါးကိုရိုက်ပါတယ်တဲ့စရေးပေါ့ဖြိုးဝေထွန်းလို့ခေါ်ပါတယ်နော်သူကလည်းမွတ်စလင်ပါတဲ့အဲ့တော့အဲဒါမျိုးတွေပေါ့ပြည်သူလူထုပေါ့ night test စီးနေအနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြံ့ခံရေးအုပ်ကြီးတွေနော်ကြံ့ခံရေးအုပ်ကြီးတွေကြံ့ခံရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မှမနိုင်သေးဘူးအခုတည်းကနေပြီးတော့ဇိုက်ကပြတယ်ဟုတ်လားပါးရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်လို့ရောက်သလားအဲ့ဒါကြံ့ခံရေးဘက်ကလည်းကိုခံထားတဲ့အုပ်ကြီးတွေရဲ့အကျင့်စရိုက်နဲ့ ဖြူးဆိုင်ပါနော်ခင်ဗျားတို့ပြည်သူမျက်နှာမူရမှာဖြစ်တယ်ခင်ဗျားတို့အုပ်ချုပ်ရမှာခြေခံဥပဒေနဲ့အုပ်ချုပ်ရမှာဖြစ်တယ်အဲ့ဒီကြောင့်မလို့ပြည်သူလူထုမှာပါဝါရှိတယ်ဆိုတာသိဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကဒါမျိုးတွေရက်ဆက်ကြမ်းတမ်းနေမယ်နော်မောက်မာနေမယ်ဟဲ့ဆိုလို့ရှိရင်ပြည်သူလူထုရဲ့ဒါပထမတလိုင်းကြီးဆက်တွေဆန့်ကျင်သွားပြီနောက်ထပ်လုံးဝမဆန့်ကျင်တဲ့သူတွေပါဆက်လက်ဆန့်ကျင်သွားလို့ရှိရင်တော့နော်ဟိုဘယ်ကမှခင်ဗျားတို့ကြည်ဟိုင်းအစိုးရဆက်တက်လာမှာပဲနောက်ထပ်ခင်ဗျားတို့ကိုဆန့်ကျင်တော်လန်တော့တော်လန်ရေးအုပ်စုနောက်ထပ်တစုထပ်ပေါ်လာရင်လည်းမကောင်းဘူးအဲ့လိုမဖြစ်ဖို့ဟာ ဲခင်ဗျားတို့ဇေယိုက်တွေပြင်ဖို့လိုပါတယ်ခင်ဗျာနော်စစ်တပ်သဘောမကျရင်အသက်တောင်မရှူရဲတဲ့ဘဝနဲ့နေတိုင်းရှင်တန်နေရပါတယ်အဲ့တော့ဝိမုံရွှေရာမင်းအောင်လိုက်တမီခင်တိတက်မွန်ပိုင်ဆိုင်တဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုအများဆုံးလောက်ထားတဲ့ရုပ်ရှင်လုပ်ငန်းဖြစ်တဲ့7 sin film production ရဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့ ချုပ်ဆိုထားတဲ့မင်းသမီးတူလေးဖြစ်ပါတယ်။ဆိုတော့မင်းအောင်လည်းနဲ့ခင်သီးတက်မွန်ကလည်းပုဂ္ဂိုလ်ကြီးယဉ်နီးမှုပလူပလဲရှိပါတယ်။ဆိုတော့ဘုံမုံရွှေကြီးအခုနောက်ပိုင်းနှုတ်ဝင်တယ်ဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးတော့လေတော်လိုင်းအင်အားစုတွေနိုင်ငံအင်အားစုတွေကဒီနှုတ်ဝင်တယ်ဆိုတဲ့ဇာကားဟာခင်သီးတက်မွန်ရဲ့ ရုပ်ရှင်ထုတ်လို့ရေးကလုတ်တယ်သူ့အကြနိုင်ဖြိုးကျော်ဟာလဲမင်းအွန်လိုင်းတမီခင်သီတက်မွန်ရဲ့စီးပွားရေးပါတနာတယောက်ဖြစ်တယ်လူယုံတယောက်ဖြစ်တယ်နိုင်ဖြိုးကျော်ဟာမင်းအွန်လိုင်းရဲ့တာသမီများနဲ့အတူလက်စစ်ကားတွေဆိုလာတွေစစ်တပ်တွေဒရုန်းတွေပါ တင်သွင်းပေးနေတဲ့သူလေးဖြစ်ပါတယ်ဒါကြောင့်မို့ဒီအချိန်မှာဝိမုံချွေရာမင်းအွန်လိုင်း ချွေးမှတမီးတို့အကျိုးလူပူပေါင်းလုပ်နေတဲ့ Bing Bing TV Show Life Application ကိုထူထောင်မိတ်ဆက်ပေးနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။မင်းအွန်လိုင်းနဲ့ခရိုနီတတိုက်ဟာမြန်မာပြည်ရဲ့ငစိမ်းသားမှမကြံထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချိန်ဒီမှာကျွန်တော်တို့ပြည်သူလူထုဟာတပြားတစ်ချက်မှမကုံပဲတနက်ကင်တိုက်ပွဲဝင်စရာလည်းမလိုပဲ စစ်တနေပသက်ဆက်ဆက်သော အရာများကို လုံးဝအသုံးမပြုဘဲနေထိုင်ပေးခြင်းအဖြစ်ညီမຫນွေဦးတော်လိုင်းရေးကိုကြီးမားစွာသော အထောက်ကူပြုလေမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။နတ်ဝင်တဲ့ဇကာနတ်ဝင်တဲ့ဇကာဟာမင်းအောင်လိုက်တမီးရဲ့မင်းအောင်လိုက်တမီးရဲ့ငွေကြေးပါဝင်မှုအများအပြားနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ 十二、啊、那行啊，没有人呢，不是在读书啊。比如路段啊，随便的编，揭露你的一个起码文盲学艺啊，水平、啊、和、啊、洗脑你吧的。大家冇文盲学艺难表教，啥子、啊、的不是的也，老、啊、讲少远的目的股故意毒一下，我们的、啊、中央所言。 နိုင်ငံတော်ပုံကံမှုကျူးလွန်သူအားအားပေးကူညီသူများအဖြစ် နိုင်ငံတော်ပုံကံမှုကျူးလွန်သူနဲ့ချက်တူပြစ်ဒဏ်ခံရတဲ့အခါကြရင်မျက်ရည်တွေမျက်ခွက်တွေမပြစ်ကြဘူးမဖြစ်ကြဘူးငိုတံတွေမနှောကြဘူးဒီနေရာကနေပြောလို့ပြီးတော့ပြည်သူလူထုကြီးခင်ဗျာမြမနိုင်ငံတွင်းမှာတော့ စစ်ခွေးတယန်းကြီးမဲမဲမြင်ရာကိုက်နေပါတယ်ဒါကြောင့်မို့ကယူတဆိုင်စင်စင်ကျင်ကျင်ဉာဏ်ပညာရှိရှိနဲ့နေတိုင်းရှင်သန်အသက်ရှင်ရက်တည်ပြီးဆက်လက်တော်လှန်ပြီးပါတော်လှန်တဲ့နေရာမှာလေအခြားလူများကဲ့သို့လက်နက်ကင်တော်လှန်ခြင်းငွေကြေးများပံ့ပိုးနိုင်ခြင်းမလုပ်နိုင်ရင်ဘတ်စတန်နဲ့ပတ်သက်ဆက်ဆက်သောလုပ်ငန်းများကြော်ညာများမကြည့်ခြင်းဝယ်ယူသုံးစွဲမှုမလုပ်ခြင်း ဖဆင်းနဲ့ပတ်သက်ဆက်ဆက်သောအမှုပညာရှင်များကိုတပိတ်မှောက်ကလုံးဝမဆက်ဆံခြင်းများနဲ့တိုင်းပြည်စနစ် ပြောင်းလဲရေးမှာပါဝင်ပေးချဖို့လေလီဆာဆာသူမြတ်ကျော်ကပြောချလိုပါတယ်ဝိမုံရွှေကြီးကိုစတပိတ်မှောက်ကြပါတပိမောက်တာဟာတော်လိုင်းကြီးအောင်ဖို့မဟုတ်ဘူးလို့ပြောတဲ့လူတွေနဲ့ပတ်သက်ပြီးဒီနေရာကတခုပြောလိုပါတယ်စစ်ကောင်စီကတောက်တိုင်မြောင်များစွာနဲ့ သူအသက်ရှင်ရေးကိုထောက်ထားတာပါရတဲ့လူတွေကရတဲ့နေရာကတောက်တိုင်တွေကို ဖြိုချဖြိုချရင်းနဲ့မတ်တက်ရက်စရာတောက်တိုင် မရှိရင်စစ်ကောင်စီပြိုကျသွားပါလိမ့်မယ်စစ်ကောင်စီတောက်တိုင်တစ်ခု ဖြစ်တယ်လို့စစ်ကောင်စီဖက်စစ်တဲ့အာဏာရှင်ဟာအစိတ်ပင်ဖြစ်နေခဲ့ရင်အစိတ်ပင်ကိုရေလောင်းနေတဲ့ဝိမုံရွှေကြီးကိုကျွန်တော်တို့ရက်တန့်ပေးရလိမ့်မယ်အားလုံးကိုကျေးဇူးတင်